မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားမှစစ်ကောင်ဆောင်ပြန်ရောက်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကိုတွားရောက်နေတဲ့စစ်ကောင်ဆောင်ပူဇော်မှုချင်းမြောင်းလိုင်းကဒီကနေ့ညနေပိုင်းမှာနေပြည်တော်ကိုပြန်လည်ရောက်ရှိလာပါတယ်နေပြည်တော်လေစိတ်မှစစ်ကောင်ဆောင်ကိုဒုတိယစစ်ကောင်ဆောင်ဒုတိယပူဇော်မှုကြီးဆိုဝင်စစ်ကောင်စီဖွဲ့ဝင်များနဲ့အတူစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တချို့လည်းကြိုဆိုခဲ့ကြတာကိုတွေ့ရပါတယ် စစ်ကောင်ဆောင်နေနဲ့မလ3ရက်နေ့မှာကိုရန်နီဒီရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတို့ကိုတွားရောက်ပြီးသမရနီနဲ့တွေ့ဆုံခဲ့တယ်လို့ကုန်သွယ်ရေးယင်းနီမြုံနံမှုတုံမြင့်ရေတို့ဆွေးနွေးဖိတ်ခေါ်မှုတွေပြုလုပ်ခဲ့တယ်လို့ရုရှားနိုင်ငံနဲ့လည်းနျူကလ িয়ার နဲ့တရားပင်းဆက်ရုံတိဆောက်ရေးဘူမိဗေဒလိလာရေးနဲ့တပ်သတ္တုရှာဖွေဆိုင်ရာစီးပွားရေးနဲ့ဤပညာပူပေါင်းဆောင်ရွက်ရေးအာကာသစူးစမ်းလိလာရေးနဲ့အသုံးပြုမှုနယ်ပယ်မှာပူပေါင်းဆောင်ရွက်ရေးလိုအပါအဝင်နားလည်မှုစာချုပ်လား၁၀ခုလက်မှတ်ရေးထိုးခဲ့ပါတယ်ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လီတောင်းပြီးကုကံနေရေး ကရေဘတ်မှာကြီးတက်အင်အားများပါဖြစ်ကူနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ AR ရေတပ်ဌာနချုပ်ရှိရာအကြောင်းပြုမျိုးနဲ့ရှိကြေးရွာတွေမှာစစ်ကောင်စီနဲ့အရခတက်တော်အီတို့ရဲ့တိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကကြီးရီလီ၃ခု၃မိခုခံနေရကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲကပုံမှုပြင်းထန်လာပြီးစစ်ကောင်စီကလေကြောင်းမှာအ திக ထားတိုက်ခိုက်နေကြောင်းသိရပါတယ်။အပေါ်ကလည်း drone တွေလေယာဉ်တွေနဲ့ပုံကျနေတဲ့အပြင်စစ်မြေပြင်စစ်ကြောင်းကလည်းမီးရှို့ နေမြေရှင်လင်းနာရီလုပ်နေပါတယ်ဒေသခံအားလုံးဤပါကတော့စစ်ဆောင်နေလို့အထူးကိန့်ကတော့ပြင်းပြီးနေကြံနေသူတစ်ချောင်းလောက်ပဲရှိမြဲထင်တယ်လို့ ကျောင်းပြူဒေသခံတအုပ်ကပြောပါရယ်ပြီးခဲ့တဲ့မလ6ရက်နေ့ကတိုက်ပွဲဖြစ်ပွားနေတဲ့ဦးကင်းကျေးရွာကိုစစ်ကောင်စီကဒရုန်းပုံကျင်းချတိုက်ခတ်နေတဲ့အပြင်မိရှုဖျက်ဆီးခဲ့တဲ့အတွက်အင်ဂျီ140ကျော်မိလောင်ဖျက်ဆီးသွားကြောင်းသိရပါရယ်ဒါအပြင်မလ9ရက်နေ့ကလည်းစက်တိန်အောက်ရွာကိုဂျက်ဖိုက်တာနဲ့တိုက်ခတ်ခဲ့တာကြောင့်အင်ဂျီ35လုံးခန့်ဖျက်ဆီးသွားပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများတဲ့အတွက်အင်အားလိုအပ်ချက်ကိုပြေတင်ဖို့ရေးမြို့နယ်မှာချိန်မြန်တိုင်ရင်များခေါ်ယူအသုံးပြုနေကြောင်းသိရပါရယ်အရှိတောင်တိုင်းစစ်ဌာနချုပ်အောက်ရှိရေးအခြေ းဆိုင်အမှတ်ကိုစစ်စင်ရေးကုတ်ကဲမှုဌာနကြောင့်စကခကိုလအောက်ခံတပ်တွေကိုကြောက်ဖြူကိုပို့ထားပြီးလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စီမော်ရွာရှိခတောင်ကုန်းတိုက်ပွဲမှာလူသေဆုဆောင်ခံရတဲ့တပ်သားတွေကိုစစ်ကောင်စီကအသေးခံတိုက်ခိုက်ခံနေကြောင်းသိရပါတယ်။ ကျောက်ဖြူရှိဦးကင်းစီမောရှောင်းချောင်းဆိုင်ချုံရွာများဘက်ကိုစစ်ကောင်စီကအင်အားရာကြီးစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့ရှိတပ်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတဲ့အပြင်ဒရုန်းနဲ့ပုံများကျဲချတိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။ရခိုင်တပြည်နယ်လုံးအေးလက်အောက်ကိုကြားရောက်ဖို့မြို့နယ်သုံးမြို့နယ်သားကျန်တော်တဲ့အတွက်နောက်ဆုံးကြံရှိရေးစိုးမိုးနေမြေတွေမကြစေဖို့စစ်ကောင်စီကကြီးရည်လေးတုံးပြီးခုခံနေရတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီး NUG နဲ့အေးတို့ပူးပေါင်းပြီးမကွေတိုင်းနဲ့စစ်စင်ရေးဖော်ဆောင်မယ်လို့သတင်းတွေထွက်နေပြီးမကွေတိုင်းက ုတ်ကဲမှုကိုအမတ်တစ်စစ်တီတာအောင်မဟုတ်တော့ပေ MOD တိုင်းရိုက်ကင်မဲကန်ကောခရိုင်အတွက်အမတ်တစ်စစ်တီတာကဆေးလွတ်ထားတဲ့ခရိုင်ရရှိတွေပြန်ရုပ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ဝင်ကြီးဌာန MOD နဲ့အရခတ်တော်အီတို့ပူးပေါင်းကမကွေတိုင်းနဲ့စစ်စင်ရေးဖော်ဆောင်မယ်လို့သတင်းထွက်နေပြီးလက်ရှိမှာနှစ်ဖက်ဆွေးနွေးညှိနှိုင်းတာတွေလုပ်နေတယ်လို့ဒေသခံစစ်ရေးသတင်းအရမြင့်တွေကပြောပါရယ်။ AA နဲ့ MOD တို့ပူးတွဲပြီးစစ်စင်ရေးဖော်ဆောင်တာတွေမလုပ်မီမကွေတိုင်းရဲ့စစ်ရေးဆိုင်ရာကုတ်ကဲမှုတွေကိုအမတ်တစ်စစ်တီတာအောက် ကနေမသွားတော့ဘဲ MOD ကတိုင်းရိုက်ကင်တွေမှာဖြစ်တယ်လို့ဆိုပါတယ်အခုဖေဖော်ဝါရီလအတွင်းမှာပဲမကွေတိုင်းကံကောခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းရင်တပ်ဖွဲ့တွေအတွက်အမတ်တစ်စစ်ဒေသကစေလွတ်ထားတဲ့ကချင်လူမျိုးရေးတပ်မတော် KIA ရရှိပြီးပြန်ရုပ်သွမ်းသွားပြီလို့ဒေသခံစစ်ရေးတရင်အရင်မြစ်တွေကပြောပါတယ်မကွေတိုင်းကံကောခရိုင် PDF တိုင်းရင်ဒီမှာခရိုင်ကိုကင်ရေးနဲ့မြို့နယ်စစ်ရေးတာဝန်ခံတွေအဖြစ်တာဝန်ယူထားတဲ့ KIA ရရှိပြီးဖေဖော်ဝါရီလထဲမှာပြန်လည်ရှုပ်သိမ်းသွားပြီလို့ခံကောခရိုင် PDF MS14 တိုင်းရင်တာဝန်ရှိသူတောင်းကပြ ောပါရယ်ဟုတ်တယ်ဗျာပြန်ရုပ်သွားပြီးရုပ်သွားတာကလွန်ခဲ့တဲ့တလဝင်းချင်းကပါတိတိချာချာတော့မပြောသေးဘူးကိုတရင်ကိုပဲပြန်ကန်ရမယ်တော့ MOD ကပဲကန်သွားမှုရှိတယ်ကျွန်တော်ထင်တော့ဝင်းကြီးဌာနကထိုင်ရိုက်ပေါ်အစီအစဉ်ရှိရလို့ထင်တယ်သူတို့ထိုင်ရိုက်ကန်မယ်ပေါ်ကိုကဲမှုကလွတ်နေတာမျိုးတော့မဟုတ်ဘူးကန်ကောခရိုင်တင်မကပဲမကွေတိုင်းတတိုင်းလုံးမှရှိတယ်အမတ်တစ်စတီတာကဆေးလွတ်ထားတယ်ခရိုင်ရရှိပြီးအားလုံးဖေဖော်ဝါရီလအတွင်းပြန်ရုပ်သိမ်းမှဖြစ်ပြီးမကွေတိုင်းကို MOD ကတိုင်းရိုက်ကန်တွေကိုကဲတော့မှဖြစ်တယ်လို့ဒေသခံစီးရေးတရင်အရင်မြစ်တွေကဆိုပါတယ် အခုလို MOD ကနေတိုင်ရိုက်ကင်တွယ်ပြီးကိုကဲမှုတွေအပြောင်းလဲလုပ်နေတဲ့ပေါ်ကံကောခရိုင်ကတော်လန်ရဲဘော်တွေကတာမကပြည်သူတွေကမှကြိုးဆိုကြပြီးကံကောခရိုင်လူမြောက်ဖို့အတွက်အခြေအနေကောင်းတင်ရဖြစ်မယ်လို့မျှော်လင့်ကြောင်းကံကောခရိုင်စီရင်တာဝန်ရှိသူတောက်ကပြောပါတယ်ကျွန်တော်တို့ကတော့ပို့ပြီးတော့အားရပါတယ်ဘာကြောင့်မလို့အားရတယ်လဲဆိုရင်စုဖွဲ့မှုပြီးရင်အလုံးလက်နက်တွေကတက်ဆင်ပြီးမှဖြစ်တယ်ဘာကြောင့်လဲဆိုရင်အခုလောလောဆယ်ရင်းတွေရှိနေတဲ့အတိုင်းတာနေနေတော့တင်းရော်တလာကိုလက်နက်တက်ဆင်ပြီးထားပြီးသားဖြစ်တယ်နောက်ထပ်ကတော့စုဖွဲ့မှုတင်းနှန်းတွေအလုံးပြီးသွားတဲ့အချိန်မှာ အားလုံးရင်းတွေအားလုံးစုဖွဲ့ပြီးတော့အင်အားကောင်းကောင်းနဲ့တင်တန်းနေပြီးပြီးတော့ကျွန်တော်တို့နှစ်ကိုတင်တန်းပြီးတယ်ဆိုတာကကံကောဆိုရင်ရှင်း6ရင်း3ရင်းကိုလူ30လုံးရှင်း6ရင်းပဲတင်တန်းတကွင်းထဲမှာဒါရီတိဆောင်ပြီးတော့တင်တန်းပြီးကြတာဖြစ်တဲ့ထီးလင်းဆိုရင်လည်းထီးလင်းရှိသမျှ ရင်းတင်းရင်းကို30နုံနဲ့တင်နန်းတကွင်းထဲမှာစုဖွဲ့ပြီးပေးတာဖြစ်တဲ့စောစဝင်လဲစောမှာပေါ့နော်အားလုံးတင်နန်းပေးတာဖြစ်တဲ့တမျိုးနယ်ချင်းစီလိုက် ပေးတာဖြစ်တဲ့အားလုံးသုံးမျိုးနယ်စလုံးရင်းနေပေါင်းစုပြီးတော့မှစုဖွဲ့မှုတင်နန်းပေးပြီးတော့အဲ့ဒီဖွဲ့တွေကိုတခါတည်းလက်နဲ့တက်ဆင်ပေးမှာဆိုတော့အားလုံးရှိကိုပို့ပြီးတော့မှကျွန်တော်တို့ကံကောခင်ရိုင်းလွမြောက်နေမြည်ဖြစ်ဖို့ရန်အတွက်ရအလန်းအတာအတော်ကြီးကိုကောင်းတယ်လို့ပြောလို့ရပါတယ်ပြည်သူတွေလည်းဒီအနေထားကိုဝမ်းသာကျေနပ်မှုရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့မကွေးတိုင်းနဲ့ MOD နဲ့ AA ပူးပေါင်းကစစ်စင်ရေးဖော်ဆောင်နိုင်ဖို့တွဲဆောင်ဆွေးနွေးမှုတွေလှုပ်ဆောင်နေရလို့လည်းကံကောခရိုင်စင်ရေးတာဝန်ရှိသူတောင်းကပြောပါတယ် AA နဲ့ NUG အားလုံးချိတ်ဆက်ပြီးတော့မှကင်တွဲဖို့အစီအစဉ်ရှိပါတယ်အဲ့ဒီအစီအစဉ်တွေလည်းအားလုံးရှိနေပါတယ်မကွေးတိုင်းနဲ့ကကံကောမင်းဘူးပခုတ်ကူနဲ့တရက်ခရိုင်တွေကရခိုင်ပြည်ချင်းပြည်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအဲ့ဒီထိစပ်နေတဲ့ရခိုင်ပြည်နဲ့ချင်းပြည်ကမြို့ရွာတွေကို AA နဲ့မဟာမိတ်တွေကတင်ပိုင်ထိန်းချုပ်ထားပါတယ် MOD နဲ့ AA တို့ပူးပေါင်းပြီးမကွေးတိုင်းနဲ့စစ်စင်ရေးဖော်ဆောင်ဖို့ဆွေးနွေးနေရလို့တရင်ထွက်နေတဲ့ ဲ့ပေါ် NUG တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကို MFB ကိုဆက်သွယ်မိမြန်ရမိမြန်ထားတဲ့စီရေးပိုင်းတွေအခုတော့မှတ်ချက်မပေးသေးပါဘူးလို့ပြန်လည်ဖြေကြားပါတယ်။ AA ဘက်ကတော့တရင်ဌာနအနေနဲ့ဆက်သွယ်မိမြန်နိုင်တာမရှိပါဘူး။လက်ရှိမှာလည်း AA အနေနဲ့မကွေတိုင်းနယ်ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။2024ဒီဇင်ဘာမှာရခိုင်ပြည်နယ် MU အခြေဆိုင်စင်အုပ်စုရဲ့အနာပိုင်းတိုင်းစစ်ဌာနချုပ်နာပါတာကိုအင်ကတိုက်ခိုက်သိမ်းပိုင်ပြီးရနောက်ဇန်နဝါရီလကစလို့အင်ကမကွေတိုင်းနယ်ကိုထိုးစစ်ဆင်နေတာဖြစ်ပြီးအထူးအဖြစ်ရခိုင်နယ်မကွေ ွေတိုင်းကိုအတိအကျဆက်သွင်းထားတဲ့အမ်ဘတန်လန်ပေါ်ကဆေးအုပ်စုစကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။အမ်မြူနဲ့အမ်ဘတန်လန်ပေါ်ရှိကမြင်ကန်ပင်းကြီးစမ်းကြက်ကြီးစမ်းကြီးရွာတွေအနီးကဆေးအုပ်စုကာကင်စကန်တွေကိုဇန်နဝါရီလ17ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇန်နဝါရီလ29ရက်မှာလည်းငဖင်းမြူနဲ့ကုတ်စီယိုကြီးရွာနီးကဆေးအုပ်စုတာမာခါ60ကိုအမှတ်69တမဌာနချုပ်လက်အောက်ကခမာယချင်းမြန်တိုင်ရင်လေးရတဆက်ကို14တိုင်ရင်နဲ့ထိတွေ့မှုတွေရှိခဲ့ပြီးဆေးအုပ်စုအလောင်းတွေနဲ့လက်နက်ခဲယံတွေတင်ဆက်ရမည်လို့အေးက ထုတ်ပြန်ပါတယ်။လက်ရှိမှာလည်းအမ်ဘရန်လန်ဘော်ကနိုင်ရီကန်လီချောင်းရန်ကာကွယ်တက်စကန်ကိုအီနဲ့မဟာမိတ်တပ်တွေကဆက်လက်ဒုစစ်ဆင်တိုက်ခိုက်နေပါတယ်။ နန်ရီကန်လီချောင်းရံကာကွယ်တပ်စခန်းရဲ့ကာကင်းစခန်းဒီမှာအထူးကတိုက်ပွဲဖြစ်ပွားနေပြီးနန်ရီကန်လီချောင်းရံကာကွယ်တပ်စခန်းကနေငဖဲမျိုးကိုရောက်ဖို့ရအတွက်ပြင်းဝစစ်စင်ကိစ္စကန်နဲ့အမြောက်စစ်စင်ဌာနချုပ်မာဆာခါကိုရနဲ့စားတဲ့ဆဲအုပ်စုစခန်းတချို့ချမ်းရှိနေသေးတယ်လို့ဒေသခံစင်ရေးတင်ရင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့2024မှာတော့ MOD PDN နဲ့တောင်းတက်မတော့ DNN လို့ပူပေါင်းပြီးရှမ်းမန်းစစ်စင်ကိုဖော်ဆောင်ခဲ့ပြီးမန္တလေးတိုင်းအထက်ပိုင်းကစင်ကူမိုးကုန်းနဲ့တပိတ်ချင်းမျိုးတွေပါဝင်စစ်စခန်းများပြားကိုတင်ယူနိုင်ခဲ့ပါရယ်ရှမ်းမန်းစစ် စ်စင်ရေးကို2029စစ်စင်ရေးအဟံချက်ညီစစ်စင်ရေးဖြင့်ဆင်နွှဲတာဖြစ်ပြီး TNL ကအေအေရဲ့မဟာမိတ်လည်းဖြစ်ပါတယ်။မကွေးတိုင်းနဲ့ ခရိုင်လိုက်ခရိုင်ကိုကိန်ရေးအရာရှိနှင့်မြို့နယ်စစ်စင်အရာရှိတွေအဖြစ်တာဝန်ထမ်းဆောင်ပေါ် MMT စစ်ဒေသကခရိုင်အရာရှိတွေကို2020နှစ်အတွင်းစေလွှတ်ခဲ့တာဖြစ်ပြီး၃နှစ်ကြာမှအခု2025ဖေဖော်ဝါရီလမှပြန်လည်ရှုပ်သိမ်းတာဖြစ်ပါတယ်။မကွေတိုင်းနယ်ထိုးစစ်စင်နီမီဖြစ်တဲ့အရခတက်တော်အေနန်ကန်ကောခရိုင် PDF တိုင်ရင်းဒီကရဲဘော်ရီရဲ့ပုံတွေကိုလည်းဖော်ပြပါရှိပါတယ်။ဆလတ်ပြီးတောင်ငူမျိုးမြို့ရှောင်းလန်းရှိစစ်တပ်စစ်စင်ကြီးကိုဖောက်ခွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ငူမျိုးမြို့ရှောင်းလန်းရှိအကျန်းဖက်စစ်တပ်စစ် င်ကိတ်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတောင်ငုံမျိုးနယ်ပကဖာမှာတာဝန်ရှိသူတောက်ကပြောပါတယ်။မလ9ရက်နေ့ညပိုင်းမှာတောင်ငုံမျိုးမြို့ဆောင်လမ်းရှိအကြမ်းဖက်စစ်တပ်ကိတ်ကိုတောင်ငုံမျိုးနယ်ပကဖာမှာတော်လိုင်းရဲဘော်တွေကဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုအရှိအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းဖောက်ခွဲတိုက်ခိုက်ပြီးရနောက်တော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ရှမ်းကုန်းမန္တလေးလမ်းဟောင်းနှစ်ဆောင်ပြိုင်ကနေတောင်ငုံမျိုးကိုရှောင်ပြီးဖောက်ထားတဲ့မျိုးဆောင်လမ်းမှာရှိရဲစစ်ခွေးစစ်စင်းစ ကန်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေးတိုက်ခိုက်မှုကိုတော့အတိမပြုနိုင်သေးပါဘူးလို့တောင်ငုံမြို့နယ်ပါကဖာမှာတာဝန်ရှိသူတန်ဦးကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကတောင်ငုံမြို့အရှိဘတ်တပ်မဟာနေ KNU ထိန်းချုပ်နေမြေတွင်ရှိဒေသပြည်သူများရဲ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတုံးပြတိုက်ခိုက်နေတာကြောင့်ဒေသရင်တော်လိုင်းအဖွဲ့ကလက်တုံမြတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ဒုစစ်ကိုဝေဝါးပြီးစစ်မျက်နှာပြန့်စေဖို့ရည်ရွယ်ပြီးတိုက်ခိုက်ခြင်းဖြစ်ကြောင်းတောင်ငုံမြို့နယ်ပါကဖာမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။